အကြီးတလုံးအသေးတလုံးဒသနိကဗေဒပါမောက်ခကြီးတယောက်ဟာ စာသင်ခန်းသင်တန်းသားတွေရှေ့မှာမတ်တက်ရက်နေတဲ့သူ့ရှေ့ကစပွဲပေါ်မှာလဲပစ္စည်းအချို့တင်ထားတယ်တဲ့စာသင်ချိန်စပြီဆိုတာနဲ့ပါမောက်ခကြီးကစကားတခွမှမဟပဲစပွဲပေါ်ကဖန်ရည်တကောင်းအလွတ်ထဲကိုကြောက်ခဲလုံးတွေဖြည့်ထဲတယ်ကြောက်ခဲတွေက အချင်းနှစ်လက်မလောက်ရှိတယ်ဖန်ရည်တကောင်းထဲမှာ ကြောက်ခဲအပြည့်ဖြည့်ပြီးတော့ចောင်းသားတွေကို ပြည့်သွားပြီလားမေးတယ်။ចောင်းသားတွေကလည်းပြည့်ပြီဆရာကြီးလို့ဖြေကြတယ်။ပံမောက်ခကြီးကတစ်တာလေးနဲ့ထည့်ထားတဲ့ကြောက်စရစ်ခဲတွေကို ဖန်ရည်တကောင်းထဲကိုလောင်းထည့်တယ်။ပြီးတော့ရည်တကောင်းကိုငင်းငင်းတာတာလှုပ်ပေးတယ်။ကြောက်စရစ်ခဲလေးတွေကကြောက်ခဲလုံးတွေတစ်ခုနဲ့တစ်ခုကြားကနေရာလွတ်ကိုလိမ့်ဝင်သွားကြတယ်။ပံမောက်ခကြီးကရည်တကောင်းပြည့်သွားပြီလို့ပြောတော့ ကျောင်းသားတွေကသဘောတူကြတယ်။ပါမောက်ခကြီးကတက်တာလေးနဲ့ထဲ့ထားတဲ့သဲတွေရေတကောင်းနဲ့လောင်းထည့်ပြန်တယ်။ရေတကောင်းတွေက နေရလို့ကွက်လက်မှန်သမျှမှာသဲတွေပြည့်သွားတယ်။ပါမောက်ခကြီးကရေတကောင်းပြည့်သွားပြီပြောတော့ကျောင်းသားတွေကတညိတညွတ်ထဲဟုတ်ကဲ့လို့ဆိုကြတယ်။ပါမောက်ခကြီးကအခုဆရာမင်းတို့ကိုသိစေချင်တာကဟောဒီရေတကောင်းဟာမင်းတို့နဲ့အလားတူတယ်ဆိုတာပဲ။ကြောက်ခဲလုံးတွေဟာ မင်းတို့ဘဝမှာအလေးထားမယ့်အရာတွေမင်းတို့မိသားစုမင်းတို့ဘဝကျင်ပေါ်မင်းတို့ရဲ့ကျမ်းမာရေးမင်းရဲ့တာသမီလေးတွေတခြားဟာတွေဆုံးရှုံးသွားခဲ့ရင်တောင်မှမင်းအတွက်ကျန်းနေရမယ့်ဟာတွေဒါတွေနဲ့မင်းဘဝဟာပြည့်ဝနေမယ်ကြားစိတ်ခဲလေးတွေကတော့အခြားကိစ္စတွေပေါ့မင်းရဲ့အလုပ်မင်းရဲ့အိမ်မင်းရဲ့ကားဆိုတာမျိုးတဲတွေကတော့တခြားကြံတာတွေပေါ့အသေးအဖွဲကိစ္စတွေတကယ်လို့ရေတကောင်းလေးကို တဲတွေအရင်ဖြည့်ထည့်လိုက်မယ်ဆိုရင်ကြောက်စရစ်ခဲလေးတွေကြောက်ခဲလုံးတွေအတွက်နေရာလွတ်ကြမှာမဟုတ်တော့ဘူးဘဝတာမှာလည်းဒီလိုပဲအသေးအဖွဲကိစ္စတွေမှာအချိန်ကုန်နေမယ်ကိုယ်စွမ်းအင်တွေကိုအသေးအဖွဲကိစ္စမှာပဲကုံဆုံးနေမယ်ဆိုရင်ဘဝမှာအရေးကြီးတဲ့ကိစ္စတွေအတွက်နေရာလွတ်မကြံနိုင်တော့ဘူးဆိုတဲ့သဘောပေါ့ဒါကြောင့်ကိုယ့်ဘဝပျော်ရွှင်ချမ်းမြေရေးအတွက်အရေးပါတဲ့အရာတွေကို အထူးအာရုံစိုက်ရမယ် ကို့သားသမီးတွေကို အချိန်ပေးရမယ်။သူတို့နဲ့ကစားရမယ်။ဘဝကျင်ဘောကိုအချိန်ပေးပြီးနှစ်ယောက်အတူတကွဟိုဟိုဒီဒီသွားကြတာမျိုးရှိရမယ်။အလုတ်ခွင်ကို အချိန်နဲ့အချိန်သွားရမယ်။အိမ်တန်ရှင်းရေးလုပ်ရမယ်။အိမ်မှာဆုံးကတ်တာလို့မိတ်ဆုံအဲ့ခံပွဲလေးတွေလုပ်ရမယ်။လစ်လူရှူရမယ်ကိစ္စတွေကိုညက်ွယ်ပြူရမယ်။မကဲနိုင်တာတွေအပေါ်မှာညှိတွယ်မနေသင့်ဘူး။